ဆမ်မဲနမဲရင်းကစန္ဒာမင်း1968ခုနှစ်ဖွာ အလောက်ကိုင်းတဲ့ယာလူကနိုင်ငံရေးသူတွေတည်နေစိတ်လက်စီရေးရကျွမ်းကျင်အဆင့်1985ခုနှစ်ရန်ကုန်တက္ကသိုလ်မှာဓာတုဗေဒပညာနဲ့ဘောမဗေဒပညာကိုပူရဲတင်ယူခဲ့ပြီး1988အရေးခင်းဖြစ်တော့ကြောက်ကြောက်လန့်လန့်နဲ့ကျောင်းဝင်းတွေက ထွက်ပြေးလာရမှာလူအုပ်ကြားတွေညှက်ပြီးရောပါသွားခဲ့ရာ စစ်အစိုးရရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရတဲ့သူအတိအကျပြောရရင်1989ခုနှစ်မှာအဖမ်းခံခဲ့ရပြီး1992ခုနှစ်မှာပြန်လွတ်လာတဲ့သူအဲ့ကလေးကမခိုင်လုံတဲ့တည်င်းများအရာဆန္နာမင်းတယောက်နိုင်ငံရေးအကျဉ်းသားကွဆိုပြီးမန်တက်နေက IC လွတ်နေပြီးကောက်ချင်တယ်လို့လို့ဖြစ်နေပြီတဲ့။ထောင်ကလွတ်လာပြီးဓာတုဗေဒနဲ့ဘောမဗေဒပညာရက်များကိုဆက်လက်တင်ယူရင်း1994ခုနှစ်မှာဓာတုဗေဒနဲ့ ဝေးရသွားခဲ့တယ်။ပြီးတော့ကာကွယ်ရေးဝန်ကြီးဌာနကပူကြီးမမောင်နဲ့အိမ်တော်ကြသွားတယ်။ကြားထဲမှာနိုင်ငံရေးလှုပ်ရှားလို့ဆိုပြီးထောင်ထဲဝင်လိုက်ထွက်လိုက် ဝင်လိုက်ထွက်လိုက်လုပ်နေခြင်းနဲ့ပေါ့။2012ခုနှစ်မှာ NLD ပါတီတဲ့ဝင်ရောက်လာခဲ့တဲ့သူ။ဒါကလည်းအာလုံးသိကြတဲ့အတိုင်းသင်ဟာဘာကောင်ကြီးပဲဖြစ်နေဖြစ်နေအဲ့ဒီအချိန်တုန်းက NLD အမှတ်မဟုတ်ပဲဝင်ပြန်ရင်တော့ခွေးဖြစ်မဲ့အကောင်ဆိုတာသူကောင်းကောင်းသိနေတာကို။ သူကကော့မူအမတ်လောင်းဒေါ်ယွယွခိုင်လို့မဟုတ်ဒေါ်ယွယွခိုင်ဆိုရင်ပြက်တယ်ဒေါ်စုဟာသူ့ရဲ့ပြိုင်ဘက်ကောင်းပါဆိုပြီးဒေါ်စုနဲ့မြို့နယ်တူဒဲဝင်ပြိုင်တာပြောရရင်ဒေါ်ယွယွခိုင်တယောက်သူ့သားသမီးမပြောနဲ့သူ့ယောက်ကြားတောင်သူ့ကိုမဲထည့်သွားဖို့မပေါ်ပဲတမဲပဲရသွားပြီးရှုံးသွားရရှာတယ်ပြောရရင်ဒေါ်ဆန္ဒမင်းကစိတ်လက်ရှိရေးရကျွမ်းကျင်ပညာရှင်ဆိုတော့ตายาแก่แม่ซูเรตบอ2012จาเพียยีกောက်ปวยมา လွတ်တော်အဖွဲ့ဝင်ဖြစ်ခဲ့တယ်။2015ရွေးကောက်ပွဲမှာလည်းအမတ်တနေရာစာသူရရှိခဲ့တယ်။အားလုံးသိကြတဲ့အတိုင်းသူတော်လို့တော့မဟုတ် NLD အမတ်ဖြစ်နေတာကိုဒီလိုနဲ့2020အရောက်မှာတော့ NLD ကသူ့ကိုယ်စားလှယ်လောင်းရှောက်လွာကိုရုပ်သိမ်းခဲ့။သူ့နေရာကိုဇေယတော်ကဆက်ခံခဲ့တယ်။အဲ့ကလေးကဒေါ်ဆန္ဒမင်းတယောက်နှာတက်နေတာ။ตาရကူးတဲ့ตาကူးဖြစ်နေတဲ့အပြင်အိမ်မွေးချံပေါက် NLD မဟုတ်တာလေပါမှာပေါ့ 2021ခုနှစ်အာဏာသိမ်းမှုဖြစ်တဲ့နောက်ပိုင်းပြည်ထောင်ခိုးပါတီကလွဲကျန်တဲ့ပါတီဝင်တော်တော်များများအုပ်အော်တောင်းနှင်ထွက်ပြေးနေကြခြင်းနိုင်ငံရေးသူတွေတည်နဲ့စိတ်လက်ရှိရေးရကျွမ်းကျင်အဆင့်ဒေါ်စန္ဒာမင်းတယောက်ကတော့သူ့အိမ်မှာဒူးလေးနဲ့ပြီးစီပဲတဲ့အဲ့ကလေးကဒေါ်စန္ဒာမင်းရဲ့တရေမျက်နှာဘုံကွာကြပြီးဘလူးမျက်နှာကြီးထွက်လာတာ CRPH NUG PDF စတဲ့အဖွဲ့အစည်းတွေကိုအမြဲတမ်းစိန်ခေါ်နေတော့တာပဲ။ NUG ကို PP အဖွဲ့လက်နက်ကင် PDF တွေကိုအကြမ်းဖက်ဆိုပြီးသူအတိမတ်မပြုတ်ဘူးဆိုကသာသနာပြုဖျားတယ်ပြီးစာတင်ကြောင်းမှမချန်ပုံကျဲနေတယ်ဘဖကြီးမင်းအောင်လိုင်ကြီးကိုတော့ဖင်ပေးပေါင်းတဗျာဟိုတလောကဒေါက်တာဇော်ဝေစုတယောက်ပြည်တွင်းသို့ပြန်လာပြီးစုံမိုးနေမြေတော်တော်များများကိုရှောက်သွားတင်တန်းစင်းပွဲတွေတက်ပြီးမောပန်းနှမ်းနေစွာနားနေတဲ့အချိန်လိုင်းလေးရလို့ဆိုပြီးဖုန်းဖွင့်လိုက်တဲ့အခါဒေါ်စန္နာမင်းရဲ့ NUG ဝန်ကြီးတွေတက်တီးရှိရင် ပြည်တွင်နဲ့ပြန်လာခဲ့ဆိုတဲ့စင်ကိုတန်ကိုကြားရတော့ဒေါက်တာဇော်ဝေစုတယောက်ဒေါသထွက်ပြီးစန္နာမင်းကို live လွှင့်လှန်လီးပြမလို့တဲ့မနှဲတလိုက်ရတယ်ဘလို့ပဲဖြစ်ဖြစ် အားလုံးတိထားရမှာကဘူကြီးမမောင်ရဲ့ဇနီးဟန်ထူဘလဆိုတဲ့သားတယောက်ရဲ့မိခင်ဦးဝင်းမြင့်နဲ့ဒေါ်နုနုကျင်တို့ရဲ့သမီးဒေါ်စန္နာမင်းဟာစစ်သွေးတုပ်ဘူးခေါင်းထဲဝင်နေတဲ့ဘူကြီးမမောင်ရဲ့ဇနီးဆိုတာပါပဲတတွင်အမှန်တွေတင်ဆက်ပေးနေတဲ့ဒီဟုတ်စီတာ